ဘရာဇီးနိုင်ငံတောင်ပိုင်းမြို့တစ်မြို့မှာလေဆင်းနှာမောင်းတိုက်ခတ်မှုကြောင့်လူ6ဦးထပ်မံတင်းဆုံးပြီးလူ950နီးပါးထဏ်ရာရရှိခဲ့တယ်လို့အာဏာပိုင်တွေကနိုဝင်ဘာ10ရက်မှာပြောကြားခဲ့ပါတယ်။ပါရနာပြည်နယ်မှာရှိတဲ့လူ14000နေထိုင်တဲ့ Rio Boni တူတူအိုက်ဂရာကိုမြို့မှာနိုဝင်ဘာ9ရက်ကလေဆင်းနှာမောင်းကြောင့်ကားတွေဟာအယုတ်တွေလိုလှုပ်ခါခဲ့ပြီးအဆောက်အုံတချို့ပျက်စီးခဲ့ပါတယ်။ လေစင်နှမောင်းဟာမိနစ်ပိုင်းသာကြာမြင့်ခဲ့ပေမဲ့လေတိုက်နှုန်းဟာတနအီကော250ကီလိုမီတာ155မိုင်နှုန်းအထိရှိရလို့သိရပါတယ်။နိုဝင်ဘာ10ရက်ကထိမ့်လန့်နေတဲ့ဒေသခံတွေဟာနေအိမ်အပြည့်အစည်းတွေကိုပြန်လည်ပြုပြင်ခဲ့ကြပါတယ်။လေစင်နှမောင်းတိုက်ခတ်ချိန်မြို့ပြင်မှာအလုံးလုံးကိုင်နေတဲ့နေရူးစာဘာဒီနေကကျွန်တော်အိမ်ပြန်ရောက်ချိန်မှာအိမ်မိုးမရှိတော့ပါဘူး။ကျွန်တော်အိမ်ရမယ့်ဖြစ်နေပြီးပြန်ဆောက်ဖို့အချိန်တခုယူရပါတော့မယ်လို့ဆိုပါတယ်။မြို့ရဲ့90ရာခိုင်နှုန်းပျက်စီးခဲ့ကြောင်းအာနာဝိုင်တွေကဆိုပါတယ်။ အရာအလုံးပျက်စီးသွားပါတယ်။မြို့ရောအိမ်တွေရောကျောင်းတွေရောပျက်စီးခဲ့တာပါလို့ Rose Lighter ကန်တွန်ကအပြက်အစည်းပုံရှေ့မှာရပ်ပြီးပြောကြားခဲ့ပါတယ်။